ထိုင်းနိုင်ငံကချနာဘူရီကရိုင်ဆန်ယုမြို့နယ်မှာရှိတဲ့သိုးရဖုန်ကြီးကျောင်းတစ်ခုအတွင်းကနေမြန်မာနိုင်ငံသား34ဦးနဲ့တူကျောင်းတိုင်ဖုန်ကြီးတဦးကိုပါထိုင်းအာဏာပိုင်တွေကဂျွန်လ18ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ဝင်တွေပုံမှန်တိုင်းတာဝန်ထမ်းဆောင်နေတဲ့အချိန်ဟိုင်းလာကားတစ်စီးကိုစစ်ဆေးဖို့တားဆီးခဲ့ပေမဲ့ရင်မောင်းကမရက်ဖဲအချိန်မြင့်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။အရင်နောက်အဆိုပါကဟာ ဆန်ယုတ်မြို့နယ်မှာရှိတဲ့ဖရူပန်ယိုဗုဒ္ဓဘုံကြီးကျောင်းဝင်အတွင်းကိုဝင်သွားတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကလည်းကျောင်းဝင်ထဲထိဝင်ရောက်စစ်ဆေးတာဖြစ်ပါတယ်။ကျောင်းဝင်အတွင်းမှာ အမျိုးသား20အမျိုးသမီး9ဦးနဲ့ကလေးငယ်9ဦးအပါအဝင်အားလုံးစုစုပေါင်းအထောက်အထားမဲ့မြန်မာနိုင်ငံသား34ဦးကိုတွေ့ရှိခဲ့တယ်လို့ဆိုရတယ်။အဆိုပါမြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ဘန်ကောက်စမုတ်စကွန်ဖန်ကော့ကော့စမွေစရတ်ထန်ဒီစတဲ့မြို့တွေနဲ့ မလေးရှားနိုင်ငံကိုသွားရအလုပ်လုပ်ဖို့စီစဉ်ထားတာဖြစ်တယ်လို့လည်းသိရပါဗျ။တိုင်းနာဝနေကအဆိုအားကြောင်းမှာတက်ခိုမဲ့ပေးခဲ့တဲ့တတ်တော်90အရွယ်ကြောင်းနိုင်ဖုန်းကြီးဖရန်နိုပရွန်ကိုလည်းလူဝဲလဲစေပြီးဖန်စီခဲ့ကြောင်းအတီဗျူပြောဆိုပါဗျ။တိုင်းမီလီယာရဲ့အဆိုအားအဆိုအားဖုန်းကြီးဟာရကင်လာလေးအထောက်ထားမဲ့နိုင်ငံသားတွေကိုတွဲဖို့ဝင်ပေးခဲ့မှုတဲ့အမှုရှိပြီးသားဖြစ်တယ်လို့ဆိုပါဗျ။ဖန်စီခံရသူတွေဟာနေဆက်ချက်ကျော်ဖို့အတွက်တအူးကိုထိုင်းဘတ် 3000ကနေ5000ထိ ပွဲစားကပေးခဲ့ရတယ်လို့ထိုင်းသတင်းဌာနတွေကပေါ်ပြပါဗျ။လက်တလုံးမှာကန်ချနာပူရီမျိုးတွေမြန်မာနိုင်ငံသားစေးတဲ့တွေကဝဖန်စီမှုတွေပြင်းထန်လာတာကြောင့်လုပ်ငန်းအတော်များများရန်နာထားရတယ်လို့ဒေသခံတွေကလည်းပြောဆိုထားပါဗျ။